they seem to do is write a really strongly worded letter and then never follow that letter up. It's empty words, and empty words don't solve war. အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာနေတိုးရဲ့ရာရှားပေါ်လေကြောင်းပစ်ခတ်မှုဆာယာစီမီဟောက်ကြီးတွေကိုဝါကြတကြောင်ပြောဆိုမှုနဲ့စောက်ဖြဲပစ်လိုက်ပါတယ်။တကဘာလုံးကမြင်ကြရမယ့်ကင်မရာတွေရှေ့မှာပြောဆိုလိုက်တာပါ။ မစ္စတာထရန့်ရဲ့သတင်းစကားကမဟာဗိတ်တွေရောရန်သူတွေစီပါရောက်တော်ပြီးအဲ့ဒီသတင်းစကားကရှင်းလင်းပြတ်သားလွန်းလို့အတိတ်ပဲဖွင့်ဆိုစရာတော့မလိုတော့ပါဘူးအမေရိကန်ကောက်ဆောင်ကနေတော့လေပိုင်းတဲ့အထဲကိုဝင်လာတဲ့ရာချာလေရင်တွေကိုနောက်ထပ်လမ်းပြပို့ဆောင်တော့မှာမဟုတ်ပါဘူးရရင်ကြီးကြီးလိုက်ပါပို့ဆောင်ပြီးလမ်းပြပေးတဲ့ခစ်ကကုံဆုံးတော့ပါပြီဒီရာချာလေရင်တွေကစိတ်ကန့်ချိုးဖောက်ရင်ပြစ်ချသိမ့်တယ်ဆိုတာရှင်းရှင်းလင်းလင်းအချက်ပြလိုက်တာပဲဖြစ်ပါတယ် Do you think that NATO countries should shoot down Russian aircraft if they enter their airspace? Yes I do. ဒီပြောဆိုချက်တွေကအကြံပြုချက်မဟုတ်ပါဘူး။စန္ဒပေါ်ထုတ်တာလည်းမဟုတ်ပါဘူး။ဒါကအမေရိကန်သမ္မတကသူ့အောက်မှာရှိတဲ့ကမ္ဘာအင်အားအကြီးဆုံးစီးရဲမဟာမိတ်အဖွဲ့ကိုပြစ်ချဖို့အတွက်လက်တွေ့ကြတဲ့အမိန့်တစ်ခုပေးလိုက်တာပါဒီစကားလုံးတွေကနယူးယောက်နဲ့ဝါရှင်တန်မှာတင်မကပဲဘရက်ဆစ်ဘာလင်ဝါဆော့အရေးကြီးဆုံးကတော့မော်စကိုမြို့ကခရမလန်နန်းတော်ရဲ့လုံခြုံမှုအရှိဆုံးအခန်းတွေထဲအထိပါ နျူကလ িয়ার ဘုံးတလုံးရဲ့အကျိုးသက်ရောက်မှုလိုမျိုးဖြစ်သွားစေပါတယ်ဒီလောက်ရက်နဲ့အတူထရန့်ဟာပူတင်ရဲ့နစ်ပေါက်များစွာကြောင့် NDA ရှိတဲ့နေနမိတ်တွေကိုစမ်းသက်တာလေပိုင်နဲ့ချိုးဖောက်တာနဲ့ hybrid harassment လို့ခေါ်တဲ့နေလန်ပေါင်းစုံနဲ့နောက်ဆက်တိုက်ခိုက်မှုတွေကိုရပ်တန့်ပစ်လိုက်ပြီးဖြစ်ပါတယ်ဒီအချိန်ကစပြီးကစားပွဲရဲ့စီးမီးတွေကိုပြန်လည်ရဲဆွဲလိုက်ပြီးလို့နားလည်ရပါတယ်နေတိုမဟာမိတ်တွေဟာသူတို့ရဲ့ခေါင်းဆောင်စီကဒီလိုရဲတင်ပြီး NDA များတဲ့အမိန့်ကိုနာခံရမယ့်အခြေအနေမှလွဲလို့တခြားရွေးချယ်စရာမရှိတော့ဘူးလို့ထင်ရပါတယ် အရေးကြီးဆုံးမေးခွန်းတွေထဲကတစ်ခုကတော့ Trump ရဲ့အပြေးအဝဆန့်ကျင်မှုနဲ့အရှက်ရစေမှုကို Putin ကဘယ်လိုတုံ့ပြန်မလဲဆိုတာပါဒါအပြင် Trump ရဲ့ပြောဆိုချက်တွေနောက်ပိုင်းမှာမေးခွန်းတစ်ခုပေါ်လာခဲ့ပါတယ်နေတိုလေပိုင်နယ်ကိုချိုးဖောက်တဲ့ရုရှားလေရင်တွေကိုပြစ်ချဖို့အမိန့်ပေးတာဟာကဘာကြီးကိုတတိယကဘာစစ်အစွန်းစီဆွဲခေါ်တော်နိုင်တဲ့လက်ဖြာမုံလားဒါမှမဟုတ်ပူတင်ကိုစစ်ချုံးအောင်လုံနိုင်မဲ့ထုချုံတဲ့မဟာဗျူဟာရဲ့နောက်ဆုံးလုံရက်လားဆိုတဲ့မေးခွန်းတွေပါထရန့်ရဲ့တတိပယ်ချက်ကြောင့်နေတိုအဖွဲ့ထဲမှာခဏတာထိတ်လန့်တုန်လှုပ်ပြီးတိတ်ဆိတ်သွားခဲ့ပါတယ် အဲ့တိတ်ဆိတ်မှုကိုဝမ်သာအားရကြိုးဆိုလိုက်တဲ့နိုင်ငံတွေကတော့သူတို့နေဆက်မှာရုရှားရဲ့ချင်းချောက်မှုကိုနေတိုင်းခံစားနေရတဲ့နေတို့မဟာမိတ်တွေပဲဖြစ်ပါတယ်။သူတို့အတွက်တော့ထရန့်ရဲ့စကားတွေကယူသွတ်ပြောဆိုမှုမဟုတ်ပဲနေပေါ့များစွာစောင့်မျှော်တောင်းတခဲ့ရတဲ့ရှင်းလင်းပြသတဲ့ရည်တည်ချက်ကိုကြေညာလိုက်တာဖြစ်ပါတယ်။မဟာမိတ်အဖွဲ့ရဲ့အသစ်ဆုံးတဲ့တက်ကြောဆုံးအဖွဲ့ဝင်တွေထဲကတနိုင်ငံဖြစ်တဲ့ဆွီဒင်ကပထမဆုံးတုံ့ပြန်ခဲ့ပါတယ်။ဆွီဒင်လေတဲ့ဦးစီးချုပ်ကနိုင်ငံရဲ့အကြီးဆုံးဖြစ်တဲ့ Aftonbladet သတင်းဌာနကိုပြောတဲ့အခါရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့နေနမိတ်တွေကိုချိုးဖောက်တဲ့ရာချလေရင်တွေကိုပြစ်ချဖို့အသင့်ရှိနေပါပြီဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့လုံးဝတုံ့ဆိုင်နေမှာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့စီးမီးတွေကရှင်းပါတယ်ဆိုပြီးပြောလိုက်ပါတယ်နေပေါ့ရာနဲ့ချီပြီးဂျားနေမူဝါဒကိုကျင်းသုံးခဲ့တဲ့နိုင်ငံတကာနိုင်ငံစီကလာတဲ့စကားတွေဟာမယုံနိုင်လောက်ပြင်းထန်တဲ့သတင်းစကားပဲဖြစ်ပါတယ်ပိုလန်နိုင်ငံကလည်းချက်ချင်းလိုက်ပါဆောင်ရွက်ခဲ့ပါတယ် ဝါဆော့အတွက်ကတော့သူတို့ဟာဥရောပရဲ့အကြီးဆုံးတဲ့ခေမင်စွန်တမ်တော်တွေထဲကတစ်ခုကိုတိဆောက်ထားပြီးရုရှားကိုသမိုင်းဝင်ရန်သူအဖြစ်ရှုမြင်တဲ့အတွက်ထရန့်ရဲ့အမိန့်ဟာသူတို့ရဲ့အမျိုးသားကာကွယ်ရေးမူဝါဒနဲ့တစ်ထက်တည်းဖြစ်နေတယ်ဆိုတာကိုပြောစရာတော့မလိုတော့ပါဘူး။ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနကနေဆက်မှာခြားထားတဲ့စစ်သည်အင်အားလေတောင်းနဲ့လေကြောင်းရဲ့ကာကွယ်ရေးစစ်တွေကိုအမြင့်ဆုံးအသင့်အနေထားမှာတတ်မှတ်ထားလိုက်ပါပြီ။ပိုလန်လေပိုင်နက်ကိုလည်းဘလောက်ပဲတန်ဖိုးကြီးကြီးပေးရပါစေကာကွယ်မဲလို့ကြေညာခဲ့ပါတယ်။ အရေးကြီးဆုံးနဲ့အံ့အားသင့်စရာအကောင်းဆုံးထောက်ခံမှုကတော့အစိမ်းအလာရပုံမသတိထားတဲ့မူဝါဒကိုကျင့်သုံးလေးရှိတဲ့ဂျာမနီစီကလာခဲ့တာပါဒါပေမဲ့မကြာသေးခင်လတွေအတွင်းမှာဂျာမနီရဲ့ Eurofighter ဂျက်လေယာဉ်တွေကိုရုရှားသူချိုလေယာဉ်တွေကြားဖြတ်တားစီးဖို့အချင်းချင်းခိုက်စေခဲ့ရတဲ့နောက်ရှံမှုအဖြစ်အပျက်တွေကြောင့်ဘာလင်ရဲ့တီးခံစိတ်ကကုံဆုံးသွားခဲ့ပါပြီ။ ဂျာမန်ယာရှိတွေကထရန့်ရဲ့ခတ်ထန်တဲ့ရက်တီချက်အစ်စ်ကိုထောက်ခံကြောင်းအချက်ပြခဲ့ပြီးနေတိုးလေပိုင်နိုင်ရဲ့တမာသမဲဂျာမွန်ကညီနိုင်စရာမလိုတဲ့အရာဖြစ်တယ်လို့ချိုးဖောက်မှုတွေကိုလည်းအပြစ်မပေးဘဲလုပ်ပဲမှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ဒါဟာမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေတဲကအဓိကကြတဲ့နိုင်ငံတွေရဲ့တပြိုင်နက်တည်းအင်အားပြမှုဖြစ်ပြီးရာဂျာရဲ့ပေါ်ဆမှုအပေါ်သူတို့ရဲ့တိခံစိတ်ကုံဆုံးသွားပါပြီ။ခလုတ်ကိုဆွဲဖို့အသင့်ဖြစ်နေပြီဆိုတာကိုပြလိုက်တာပါ။ ီလိုစီးနှုံးပြီးပြတ်သားတဲ့ရက်တီချက်ကဗလာဒီမာပူတင်ကိုစောက်ကန်ပစ်လိုက်သလိုဖြစ်ပြီးသူ့ရဲ့နိုင်ငံရေးလှုပ်သက်တစ်ချောင်းလုံးမှာအခက်အခဲဆုံးသောဘဲကျန်နယ်ချက်ဖြစ်မှုတစ်ခုကိုရင်ဆိုင်ရတာလည်းဖြစ်ပါတယ်။ပူတင်ဟာနေတော့ကိုစမ်းသပ်ဖို့မိခိုးရောင်နေမြေနီးပြူဟာတွေကိုနေပေါင်းများစွာအုံပြုတ်ခဲ့ပါတယ်။ဒါမဲ့နေတော့ရဲ့လက်ပိုင်နဲ့ကိုချိုးဖောက်ခဲ့တာတွေဟာအခုတော့သူ့အတွက်သင်မင်းထောင်ချောက်တစ်ခုဖြစ်သွားပါပြီ။ဗလာဒီမာပူတင်မှာရွေးချယ်ရမယ့်မင်းမျိုးပွဲဟာ၃ခုရှိနေပါတယ်။ ထမရွေးချယ်မှုကတော့ဆုတ်ခေါ်လိုက်ခြင်းဖြစ်ပါတယ်ရုရှားနေတို့လေပိုင်နယ်ကိုဆက်သန်းနေတဲ့ဒီလိုစိန်ခေါ်ပြန်ထမ်းမှုတွေကိုလုံးဝရပ်တန့်ပစ်လိုက်နိုင်ပါတယ်သို့တော်လည်းခေါဆော်ကောတူအဖြစ်ပုံရိပ်ကိုတိဆောက်ထားတဲ့အာနာရှင်တယောက်အတွက်ကတော့ဒါဟာအနာအုပ်စုရှစ်မှာအရှက်ရစရာဆုတ်ခေါ်မှုဖြစ်နေမှာပါအာနေကြောင်ပြသလိုက်ခြင်းအဖြစ်ညီနိုင်ပြီးသူ့နိုင်ငံအတွင်းကအမျိုးသားရေးစစ်ဖက်အဖွဲ့တွေကြားမှာသူ့ရဲ့ယုံကြည်ကိုးစားမှုကိုထိခိုက်စေမှာဖြစ်ပါတယ်။ဒါကြောင့်ပထမရွေးချယ်မှုကပူတင်အတွက်အတော်လေးစောစောရမယ့်ပုံပေါ်နေပါတယ်။ တကယ်တမ်းကျတော့ဒါကပူတင်အတွက်ကြီးမားတဲ့ပြဿနာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူမှဒုတိယရွေးချယ်စရာရှိနေလို့ပါ။အဲ့ဒါကတော့ရုရှားကောက်ဆော်ကိုချင်းချောက်မှုဟာမဟုတ်မှန်ကြောင်းတက်တည်ပြဖို့စင်ခေါ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ်ရုရှားဘက်ကပြန်တမ်းမှုတွေကိုဆက်လုပ်ပြီးနေတိုးကရုရှားလေရင်ကိုတကယ်ပြစ်ချရဲမြဲစံသက်ကြည့်နိုင်ပါတယ်ဒါပေမဲ့နေတိုးကတကယ်ချင်းချောက်နေတာမဟုတ်ရင်ဘယ်လိုလုပ်မလဲဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိတဲ့ Kimmin SU-34 တိုက်လေရင်ဒဇင်းဟာ Baltic ပင်လယ်ထဲပြုတ်ကျတော့တဲ့မြင်ကွင်းဟာပူတင်အတွက်စီးရဲရောနိုင်ငံရဲ့အရပါဥပဲကြီးကြီးဖြစ်စင်မှာပါပူတင်အတွက်တတိယရွေးချယ်မှုကတော့လက်တွန်းပြချင်းဖြစ်ပါတယ်ဒါကတော့ NDA အရှိဆုံးရွေးချယ်မှုဖြစ်နိုင်ပါတယ် နေတိုကရုရှားလေရင်တစင်းကိုပြစ်ချလိုက်ရင်ပူတင်ဟာမဖြစ်မနေလက်တွန်းပြန်ဖို့ဖိအားပေးခံရမှာဖြစ်ပါတယ်။ရုရှားကအဲ့ဒီလေရင်ကိုပြစ်ချလိုက်တဲ့နိုင်ငံရဲ့အခြေစိုက်စခန်းတစ်ခုကိုဒုံးဂျီနဲ့ဘလို့များတက်ခိုင်မလဲ။ဒီလိုလောက်ရင်နေတိုရဲ့ Article 5လို့ခေါ်တဲ့ပုံမှန်၅ကိုချက်ချင်းအစားပြော့လုပ်လိုက်တာဖြစ်ပြီးရုရှားအနေနဲ့တမျိုးကြနေနဲ့ဘလို့မှမချိန်နိုင်တဲ့နိုင်ငံပေါင်း32နိုင်ငံပါတဲ့မဟာမိတ်အဖွဲ့နဲ့စစ်ပွဲကြီးတစ်ခုလုံးထဲဆွဲသွင်းလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်။ ခရမလင်ကနျူကလ িয়ার လက်နက်အသုံးပြုဖို့ရွေးချယ်မှုအထိကိုပါစဉ်းစားရနိုင်ဖွယ်ရှိပါတယ်။ဒါမဲ့ဒါကကိုကိုကိုတက်တဲတာနဲ့အတူတူပဲဖြစ်ပြီးကဘာကြီးကိုနျူကလ িয়ার ပြတ်သုံးခြင်းအနာဆုံးတစ်ဖက်စီတွန်းပို့လိုက်တာပဲဖြစ်ပါလိမ့်မယ်။မြင်တဲ့အတိုင်းပဲထရန့်ရဲ့ရိုးရှင်းပေမဲ့ထက်မြက်တဲ့လှုပ်ရှားမှုဟာပူတင်ရှောက်ရမယ့်လမ်းတိုက်ဟာကိုကိုကိုဖြက်စီရဖြက်စီကြောက်စီကိုသာဥတီနေတဲ့ရှုပ်ထွေးပွေလီယာလမ်းကြောက်ထဲထောက်ချောက်ချပစ်လိုက်တာနဲ့တူပါတယ်။ ခရမလန်ဖက်ကချင်းချောက်ထားတဲ့ပြင်ထန်ပြီးထိုက်တန်တဲ့အကျိုးဆက်များဆိုတဲ့အရာဟာဒီလိုမဟာဗျူဟာရအကျက်အတိနဲ့ရင်ဆိုင်ရချိန်မှာအနစ်သာရကင်းပြီးအတိတ်ပဲလည်းမရှိတော့ပါဘူး။ဒါဆိုဒီလိုပြင်ထန်တဲ့စစ်ဆက်ညှိနှိုင်းမှုစီးမြင့်အစ်စ်တွေဟာမြေပြင်မှာဘလို့အသက်ဝင်လာနိုင်မလဲ။ဗော်တစ်ပင်လယ်ပေါ်မှာဖြစ်လာနိုင်တဲ့အခြေအနေတခုကိုစိတ်ကူးကြည့်ကြပါမယ်။ ဒီ channel မှာဂျာမနီနိုင်ငံဥဒမာရှိတဲ့ NATO ရဲ့ပူပေါင်းလေကြောင်းစစ်စင်ရေးစင်တာတွေကရေဒါတွေဟာရုရှားရဲ့ Kilner Grass ခန်းကနေ KH-31 ပြင်းမဲ့ရှာဒုံးကျည်တွေတင်ဆောင်ပြီးပြန်တက်လာတဲ့ Su-34 Full Vet တိုက်လေယာဉ်တစ်စင်းကိုခြေရာခံမိနိုင်ပါတယ်။တိတ်လေရင်ကပုံမှန်ကင်းလက်လမ်းကြောင်းအတိုင်းပြန်သန်းနေပုံရပါမယ်။ရုတ်တရက်လစ်သူရဲနီးယားလေပိုင်နက်ဖက်ကိုအပြင်းထန်ကွေ့ချိုးဝင်ရောက်လာနိုင်ပါတယ်။ လစ်သီယိုနီးယားနိုင်ငံဆောက်လျိုင်လေတဲ့စခန်းမှာဘော့တစ်လေကြောင်းရေလောင်းတဲ့မစ်ရှင်ရဲ့တစိမ့်တစ်ပိုက်အနေနဲ့တောင်ဝန်ထမ်းဆောင်နေတဲ့အီတလီလေတပ်ပိုင် Eurofighter Typhoon တိုက်လေယာဉ်စီးဟာသူတို့ရဲ့ Afterburners ကိုဖွင့်ပြီးစကန်ပိုက်အတွင်းပြန်တက်နိုင်ပါတယ်။မိနစ်အနည်းငယ်အတွင်းမှာပဲအီတလီလေယာဉ်မိုးတွေဟာရုရှားလေယာဉ်နှားကိုရောက်ရှိနိုင်ပါတယ်။နိုင်ငံတကာရဲဘော်လိုင်းလုံး emergency frequency ကနေရုရှားဘာသာနဲ့တတိပေးချက်ကိုအကျဉ်းချင်းပြောဆိုနိုင်ပါတယ်။တင်တို့ဟာနေတို့လေပိုင်းနဲ့အထက်မှာရောက်နေပြီးချက်ချင်းလမ်းကြောင်းပြောပါလို့ပြောနိုင်ပါတယ်။ ထရန့်ရဲ့မကြသေးခင်ကထုတ်ပြန်ချက်တွေဟာမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေရဲ့လက်တက်တွေကိုဒီစကားလုံးတွေပြောဆိုဖို့တကယ်တမ်းလမ်းဖွင့်ပေးလိုက်တာပါတော်တော်လေဒီတတိပဲချက်တွေကိုလိုက်နာမဲ့အစားရုရှားလေရင်မှုကသူ့လေရင်ရဲ့တောက်ပံတွေကိုဝေ့ယံပြပြီးအီတလီချက်လေရင်တွေကိုစင်ခေါ်လာနိုင်ပါတယ်အီတလီလေရင်မှုကဌာနချုပ်ကိုအခြေအနေကိုချက်ချင်းအစီရင်ခံနိုင်ပါတယ်စီမင်းအစ်စ်တွေအရတုံ့ပြန်မှုကတော့ပြတ်သားပြီးအစ်ဆက်နေပါလိမ့်မယ်ပြမက်ကိုချက်ချင်းတိုက်ခိုက်ဖျက်ဆီးပါဆိုတဲ့တုံ့ပြန်မှုပဲဖြစ်မှာပါ အီတလီလေယာဉ်မှုဟာ AIM9 လေကြောင်းမှလေကြောင်းပြည့်ဒုံးကျည်နဲ့ပြတ်မှတ်ကိုချိတ်ဆက်နိုင်ပါတဲ့ဒီလိုအခြေအနေမျိုးမှာလီမူဟာမောက်ကိုဆွဲလိုက်တာနဲ့ဒုံးကျည်ဟာ Eurofighter ရဲ့တောက်ပံကနေခွဲထွက်ပြီးရာချလီယင်စီကိုအရှင်အဟုန်နဲ့တိုးဝင်တော့တဲ့အခါအဖြူရောင်အမီးတဲကိုခြံရစ်ခဲ့ပါလိမ့်မယ်။စက္ကန့်နဲ့ငယ်ကြာပြီးနောက်မှာ Baltic ပင်လယ်ပေါ်ကမိခိုးရောက်ကောက်ခင်မှာကြီးမားတဲ့မီးလုံးကြီးတစ်ခုပေါ်လာနိုင်ပါတဲ့ ဒေါ်လာသန်းပုံများစွာတန်ဖိုးရှိတဲ့ Russia SU-34 ဟာအစိမ့်စိမ့်အမွာမွာဖြစ်သွားပြီးပင်လယ်ထဲပြုတ်ကျတာကိုကျွန်တော်တို့အားလုံးမျက်မြင်တွေ့ရပါလိမ့်မယ်။တကယ်တမ်းတော့ဒီအခြေအနေကိုမြင်ရတဲ့အခါ Trump ရဲ့ NATO လေပိုင်နက်ကိုချိုးဖောက်တဲ့လေရင်တွေကိုပြစ်ချဖို့အမိန့်ဟာဘာတွေကိုဆိုလိုလဲဆိုတာကိုပိုပြီးရှင်းရှင်းလင်းလင်းနားလည်လာကြမှာပါ။ထရန့်ရဲ့ပြစ်ချဖို့အမိန့်ဟာ Baltic ကောက်ခင်ရံကအင်အားချိန်ခွင်ရှာကိုပြောင်းလဲစေရုံသာမကပါဘူး။သူ့ရဲ့အဓိကနဲ့အရေးကြီးဆုံးအကျိုးသက်ရောက်မှုက Ukraine စစ်ပွဲရဲ့အခြေအနေပေါ်မှာမြင်ရပါလိမ့်မယ်။ ရုရှားဟာနေတိုးလေပိုင်နက်ထဲဝင်ဖို့ဒါမှမဟုတ်ချင်းကဲဖို့တော့ကြောက်ရွံ့ထိတ်လန့်နေရတဲ့အခြေအနေမျိုးမှာယူကရိန်းရဲ့အနောက်ဘက်ဒေသတွေဟာနေတိုးလေကြောင်းရံကာကွယ်ရေးဒိုင်လော့အောက်ကိုရောက်ရှိသွားသလိုမျိုးဖြစ်သွားပါလိမ့်မယ်။ရုရှားခရုစ်ဒုံးကြီးတွေဟာသူတို့ရဲ့ပြစ်မဲ့စီရောက်ဖို့ပိုလန်သို့မဟုတ်ရူမေးနီးယားလေပိုင်နက်ကိုလုံခြုံတဲ့ဖြတ်သန်းရာလမ်းအဖြစ်ဆက်သုံးလို့မရနိုင်တော့ပါဘူး။ဒါကယူကရိန်းရဲ့လေကြောင်းရံကာကွယ်ရေးစနစ်တွေပေါ်ဝန်ပိနေတာကိုချော့ပါစေပြီးခီယက်ဘလိုမျိုးတွေလည်းပို့ပြီးစိတ်အဲချမ်းသာသောအသက်ရှူလျှောက်သွားမှာဖြစ်ပါတယ်။ ဒါကပဲထရန့်ရဲ့မဟာဗျူဟာရဲ့အစိပ်ပိတ်အားလုံးပေါက်ဆက်မိသွားတဲ့အချက်ပါတဖက်မှာအမေရိကန်ကောင်ဆောင်ဟာကုလသမဂ္ဂမှာယူကရိန်းဟာသူ့ရဲ့နေမြေတွေကိုပြန်လည်ရယူနိုင်တယ်ဆိုတဲ့ပြောဆိုချက်နဲ့နိုင်ငံရဲ့နဲ့စိတ်တပိုက်ဆာယာထောက်ခံမှုကိုကြေညာခဲ့ပါတယ်နောက်တစ်ဖက်မှာတော့ထရန့်ဟာယူကရိန်းစီစီးဆင်းနေတဲ့ကြီးမားတဲ့စီးရဲအကူအညီများနဲ့ဒီအောက်ပွဲအတွက်လိုအပ်တဲ့သံမဏိလက်သီးကိုထောက်ပံ့ပေးခဲ့ပါတယ် ခုချိန်မှာတော့ဒီလိုတိုက်ခိုက်ဖို့အမိန့်နဲ့အတူအဲ့ဒီလက်သီးကိုအသုံးပြုနေချိန်မှာယူကရိန်းရဲ့နောက်ကျောကိုကာကွယ်ပေးမဲ့ဖောက်ထွင်းမမြင်နိုင်တဲ့ dialog ကိုဖန်တီးပေးလိုက်ပါပြီ။ဒါဟာပူတင်ကိုအဆုံးသတ်ဖို့သုံးဆင့်ပါအစီအစဉ်ပဲဖြစ်ပါတယ်။ပထမဆင့်ကတော့ဒါပေချင်းဖြစ်ပါတယ်။ဆိုလိုတာကရုရှားတပ်မတော်ကိုအနိုင်ယူနိုင်လောက်အားကောက်တဲ့လက်နက်တွေနဲ့ယူကရိန်းကိုလက်ဆင့်ပေးချင်းပါ။ဒုတိယဆင့်ကတော့ dialog မြင့်တင်ချင်းဖြစ်ပါတယ်။အဲ့ဒါကရုရှားရဲ့နောက်ဆက်မှုတွေအတွက် NATO လေပိုင်နက်ကိုပိုက်ပစ်ခြင်းဖြင့်ယူကရိန်းရဲ့နောက်ဖက်နယ်မြေကိုကာကွယ်ပေးခြင်းပါ တတိယအဆင့်ကတော့လေစာမုံးကိုတားဆီးခြင်းဖြစ်ပါတယ်ဆိုတာကမင်းတို့စားခဲ့တာအကျိုးဆက်ကိုမင်းတို့ပဲခံရလိမ့်မယ်လို့ပြောဆိုခြင်းအပြင်ရုရှားကနေတို့ကိုပြန်လည်လက်တုံ့ပြန်ဖို့လုံနိုင်တဲ့လှုပ်ရှားမှုမှန်သမျှကိုအစကတည်းကဟန်တာပစ်ခြင်းလွဲရင်ရုရှားလေရင်ကိုပစ်ချခြင်းပဲဖြစ်ပါတယ်ဒီအချက်တွေအားလုံးကိုစဉ်းစားကြည့်တဲ့အခါပူတင်ဟာလုံးဝပိတ်မိနေပါပြီခီယက်စီရောက်လာတဲ့အမေရိကန်ရဲ့အကူအညီအစ်စ်တွေကြောင့်ရုရှားဟာယူကရိန်းမှာပုံမဲ့စစ်ပွဲကိုအနိုင်မရနိုင်တော့ပါဘူး တချိန်တည်းမှာပဲမဟာမိတ်အဖွဲ့ရဲ့အင်အားကြီးမားလွန်မှုကြောင့်နေတိုးကိုဆက်ကျင်ပြီးတမျိုးကျစစ်ပွဲတစ်ခုကိုစတင်လို့လည်းမရနိုင်ပါဘူး။နေပေါင်းများစွာအသုံးပြုခဲ့တဲ့ခရမလင်ရဲ့ရောနောနောက်ဆက်ချင်းနဲ့၆လဲချင်းနီးပြွာတွေဟာအခုတော့နိုင်ငံတစ်ခုနဲ့တိုက်မိသွားပါပြီ။ပူတင်မှာကြံရှိနေတဲ့တခုတည်းသောဖဲချက်ဖြစ်တဲ့နျူကလ িয়ার ချင်းချောင်းမှုပဲရှိပါတော့တယ်။အဲ့ဒါကလည်းအမေရိကန်ရဲ့ကိုပိုင်နျူကလ িয়ার ရည်တည်ချက်နဲ့ဥရောပကိုပြန်လည်ယူဆောင်လာတဲ့ B6112 ဘုံးတွေရှင်းမှာကိုကိုကိုတက်တဲ့မုန်းထက်မပေါ်ပါဘူး။ Donald Trump ဟာသူ့ရဲ့ရှုပ်ထွေးပြီးခမ်းမရခက်တဲ့ပုံစံကြောင့်ဥရောပမဟာမိတ်တွေကိုထိတ်လန့်တော်စေခဲ့ပေမဲ့နောက်ဆုံးမှာတော့ပူတင်ရဲ့မဟာဗျူဟာမြောက်တွက်ချက်မှုအားလုံးကိုလုံးဝပြောင်းပြန်လံပစ်လိုက်တဲ့လက်တွေ့အခြေအနေတစ်ခုကိုဖန်တီးပစ်ခဲ့ပါတယ်ခုစပွဲရဲ့အဆုံးဖြတ်ဟာမော်စကိုရဲ့တက်ကြမှုသို့မဟုတ်ဥရောပရဲ့ခြေတုံချတုံဖြစ်မှုပေါ်မူတည်တော့ပဲဝါရှင်တန်ကထွက်ပေါ်လာတဲ့ဒီပြက်သားပြီးခိုင်မာတဲ့ဆန္ဒအသေးပေါ်မှာမူတည်နေပါတယ်ဒီဆန္ဒဟာပူတင်ရှုံးနေခြင်းကလွဲလို့တခြားအဖြစ်ကိုလက်ခံမဲ့ပုံမပေါ်ပါဘူး ဒါပေမဲ့ train of putin ကို z3 ပွဲစီဆွဲခွာဖို့ဒီကြီးမားတဲ့စစ်ကစားကွင်းပေါ်မှာတင်ကားတွေတုံးကြီးတွေတိုက်လင်တွေနဲ့ချီကစားနေတာမဟုတ်ပါဘူး။စေရရဝန်းရံမှုပြီးတော့တာနဲ့ပို့ပြီးတိတ်ဆိတ်ပြီးသေစင်နိုင်တဲ့ဒုတိယဝန်းရံမှုစတင်ပါတော့တယ်။ဒါကတော့စစ်ပေါ်ရရလေဖိညစ်တဲ့စစ်စင်ရဲပဲဖြစ်ပါတယ်။ ထရိုင်ရဲ့နာမည်ကျော်တိုက်ခိုက်ဖို့အမိဟာကောက်ကင်ရန်ရဲ့စီးမီးတွေကိုတင်မကပဲကမ္ဘာကုံသွေးမှုဗန်ဒါရဲနဲ့စွန့်ရင်ဆိုင်ရာစီးမီးတွေကိုပါ ပြန်လဲရဲဆွဲလိုက်တဲ့အဓိကလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုတွေဟာမဟာမိတ်ဖက်ကစီးရဲရဟန်တာနိုင်စွန်းအမင်းဆုံးရောက်နေချိန်မှာရုရှားဖက်ကသမျိုးချအနည်းနဲ့ပြန်လဲလက်တုံးပြန်လို့မရနိုင်တော့ပါဘူး။အဲ့လိုတေချာနေချိန်မှာရုရှားစီးပွားရေးရဲ့အသက်သွေးကြောကိုဖျက်တောက်ဖို့ပို့ပြီးရက်ဆက်ပြီးတစ်ဖက်သက်ဆန်တဲ့ခြေလန်းတွေကိုလှမ်းဖို့ဝါရှင်တန်ကအခွင့်အရေးရသွားမှာဖြစ်ပါတယ် ဒိုနယ်ထရန့်ဟာကဘာကြီးကိုအရှုံးမြတ်ရှင်းတဲ့ထက်ပုံမြင်တဲ့စီးပွားရေးသမားတဦးဆိုတာကိုတတိယဖို့အရေးကြီးပါတယ်သူအတွက်ပိုလန်မှာစုပြုံထားတဲ့တင်ကားထားပေါင်းများစွာနဲ့ UK မှာတော်လောက်ထားတဲ့နျူကလ িয়ার ဘုံးတွေဟာစီးရဲရအောက်ပွဲထက်အဆုံးစွန်ဆုံးကြီးနိုင်တဲ့အသုံးချပစ္စည်းတွေပဲဖြစ်ပါတယ် ဒါဟာညနေစပွဲမှာထိုင်တဲ့အခါတစ်ဖက်လူကကိုယ့်ကိုမခုခံနိုင်ဘူးဆိုတာသေချာစေတဲ့အင်အားကြီးမှုပဲဖြစ်ပါတယ်။စေရဲချင်းခွင်ချာကနေတိုးဖက်ကိုဒီလောက်ရှင်းရှင်းလင်းလင်းရောက်သွားတဲ့အခါစစ်ပွဲရဲ့ဒုတိယပိုင်း Trend Threat တကယ်စိတ်ဝင်စားစရာကောက်တဲ့အပိုင်းစတင်ပါတော့တယ်။အဲဒါကတော့ရုရှားစစ်ပွဲရဲ့ကိုစနစ်တကျဖျက်ဆီးခြင်းပဲဖြစ်ပါတယ်။ဒီပုံမရန်လိုတဲ့စစ်ပွဲရဲ့စစ်ပွဲအသေးရဲ့အဓိကပြစ်မှတ်ကတော့ရုရှားရဲ့ပိတ်ဆို့အရေးယူမှုတွေကို၆ကွင်းဖို့ဖန်တီးထားတဲ့ရှုပ်ထွေးပြီးတရားမဝင်တဲ့အသက်သွေးကြောဖြစ်တဲ့အရေးရတဲ့ Shadow Fleet ပဲဖြစ်ပါတယ်။ စစ်ပွဲစတင်ကလေးကပူတင်ဟာပိုက်ဆိုင်မှုမရှင်းလဲတဲ့အာမမခံထားတဲ့ရေနယ်တင်သင်းဖောဟောက်ရာပေါင်းများစွာပါတဲ့ဒီတစ်စစ်သင်းဖောရေတဲ့ကြောင့်ရေနယ်စင်းနှုံးကက်သက်ချက်လို့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကိုကြော်လွှမ်းနေခဲ့တာပါဒီသင်္ဘောတွေဟာအမောက်ထဲမှာပျောက်ကွယ်သွားအောင်သူတို့ရဲ့ရေဒီယိုအချက်ပြကိရိယာတွေကိုပိတ်ပစ်ပြီးပင်နယ်သမုဒ္ဒရာအလယ်မှာသင်္ဘောတစ်စင်းကနေနောက်တစ်စင်းစီရေနံပျောက်တင်ကရုရှားရေနံတွေကိုအိန္ဒိယတရုတ်နဲ့တခြားနိုင်ငံတွေကိုတေယူပို့ဆောင်ပေးခဲ့တဲ့ Kremlin Bernardite ထဲကိုဒေါ်လာဘီလီယံပေါင်းများစွာဝင်ရောက်စေခဲ့ပါတယ် ထရိုင်ရဲ့မဟာဗျူဟာအသစ်ကဒီအရေးကစားပွဲကိုအဆုံးသတ်ဖို့ရည်ရွယ်ပါတယ်ဝါရှင်တန်ကဗန်ဒါရဲ့ဌာနရုံးတွေမှာရေးထားတဲ့ပြည်စရာကောင်းတဲ့ပိတ်ဆို့မှုဆရာစာသားတွေကိုချီမီခိုနေစရာမလိုတော့ပါဘူး။အခုဆိုရင်အမေရိကန်ရေတပ်နဲ့လက်ထက်ပါဒီစီးပွားရေးစစ်ပွဲရဲ့မြေပြင်အခြေအနေမှာတစိမ့်တစ်ပိုက်ပါလာပါပြီ ဗောလ်တစ်ပင်လယ်သို့မဟုတ်မြစ်ထဲပင်လယ်မှာကင်းလှည့်နေတဲ့အမေရိကန်ဖြတ်သိမ်းဖို့ဒါမှမဟုတ် PH Portison လေရင်တစ်စင်းကအချက်ပြကြိယာပိတ်ထားတဲ့တန်တရားဖြစ်ပွဲလမ်းကြောင်းနဲ့သွားနေတဲ့ရေနံတင်သိမ်းဖို့တစ်စင်းကိုထောက်လှမ်းမိတဲ့အခါသူတို့ဟာကြီးနေုံသက်သက်မလုတော့ပါဘူး သူတို့ဟာအဲ့ဒီသင်္ဖောဘဲနာကိုကက်ပြီးရေဒီယိုကနေပြင်းပြင်းထန်ထန်သတိပေးချက်တွေထောက်ပြန်မယ်ရဟန်းရင်နဲ့အနည်းပြန်ပြီးနောက်ရှက်မယ်ပြီးတော့အရေးကြီးဆုံးကတော့အဲ့ဒီသင်္ဖောရဲ့မြည်သူမြေဝါဖြစ်မှုလမ်းကြောင်းနဲ့ကုန်စည်တွေကိုတကဘာလုံးကိုချက်ချင်းခေါ်ထုတ်ပြသလိုက်ပါမယ်ဒီလိုခေါ်ထုတ်ပြသလိုက်တာကနောက်တစ်ဆင့်ဖြစ်တဲ့ဒုတိယအဆင့်ပိတ်ဆို့မှုတွေကိုစတင်စေပါတယ် အမေရိကန်ကဒီအရေးရေတဲ့သင်္ဘောကိုဝန်ဆောင်မှုပေးတဲ့စိုက်ကန့်မှန်သမျှအဲ့ဒီစိုက်ကန့်ရဲ့လုပ်ငန်းရှင်အဲ့ဒီသင်္ဘောအတွက်အာမခံပေးထားတဲ့ဒူဘိုင်းနဲ့ဟောင်ကောင်အခြေစိုက်အသေးစားအာမခံကုမ္ပဏီတွေဒီသင်္ဘောကိုထင်းထင်းပြုပြင်ပေးတဲ့သင်္ဘောချင်းတွေကိုပါအမေရိကန်ဘန်ဒါယက်စနစ်ကလည်းလုံးဝဖယ်ထုတ်ပြစ်မယ်လို့ချင်းချောက်နိုင်ပါတယ်ဒေါ်လာဟာကမ္ဘာကုန်သွယ်ရေးရဲ့ဘရင်ဖြစ်နေတဲ့ကမ္ဘာမှာဒါဟာကုမ္ပဏီတစ်ခုအတွက်သေတယ်ချမှတ်လိုက်တာနဲ့အတူတူပါဆိုတာကဒေဝါလီခံရမှာဖြစ်ပါတယ် ီလိုလိုက်လံရှာဖွေခြင်းမဟာဗျူဟာအစ်စ်နဲ့တက်ကြွစွာလှုပ်ဆောင်မှုကြောင့်အရေးရဲထဲမှာအလုတ်လုတ်ရတာဟာ NDA မြောင်းလွန်ပြီးကုန်ကြစရိတ်ကြီးလွန်လာတာကြောင့်တင်းဖော့ပိုင်ချင်တွေနဲ့ကပတိန်အများပြဟာဒီညစ်ပတ်တဲ့ကုန်သွယ်မှုကနေစတင်နှုတ်ထွက်တော့မှာဖြစ်ပါတယ်ဒီစီပွဲရေးစပွဲရဲ့နောက်ထပ်တိုက်ပွဲမျက်နှာစာတစ်ခုကတော့နီးပညာပဲဖြစ်ပါတယ်။ရာချာရဲ့ရန်နံနဲ့တဘာဝတန်ငွေလုံးငယ်ဟာအနောက်နိုင်ငံတွေကပန်းပိုပဲတဲ့အစင်းမြင့်နီးပညာတွေပေါ်မှာမိခိုနေရပါတယ်။ ဥမာရင်းနဲ့တူပေါ်ရဲ့ဆက်ပစ္စည်းတွေဓာတ်ဆီချက်ဆက်ယုံအစိပ်ပိုက်တွေနဲ့ LNG သဘာဝဓာတ်ငွေ့အရေးဖြောဆက်ယုံတွေအတွက်လိုအပ်တဲ့ရှုပ်ထွေးတဲ့တာပိုင်လိုမျိုးအရာတွေပါပိတ်ဆို့အရေးယူမှုတွေအကြောင်းဒီနိပညာစီစဉ်မှုဟာအရင်ကတည်းကနှဲ့ကွက်နေခဲ့ပါတယ်သို့တော်လည်း train ရဲ့အခုပုံမတင်းကျတဲ့ချင်းကဲပုံကတော့နိပညာစီးစင်းမှုကိုလုံးဝအသက်ချူကျတော့အောင်လုပ်ပြဖို့ရည်ရွယ်ပါတယ်။အခုဆိုရင်ဓာတ်ရိုက်ရုပ်ချတာကိုတာမကဓာတိယနိုင်ငံတွေကနေတဆင့်ဒီနိပညာတွေကိုရာချစီလမ်းကြောင်းလွှဲပို့ပေးတာကိုပိတ်ဆို့နေပါပြီ။ ဒီပိတ်ဆို့မှုကြောင့်ရုရှားဟာလက်ရှိရေနံနဲ့သဘာဝဓာတ်ငွေ့တွေကိုထက်လုပ်ဖို့ခက်ခဲလာရုံသာမကအာတိတ်နဲ့အရှေ့ဘက်ဆိုင်ဘေးရီးယားမှာပွင့်အသစ်တွေကနေထုတ်ဖော်ဖို့ပါမဖြစ်နိုင်တော့ပါဘူး တချင်တဲ့မှာပဲဒီချင်းကက်ပုံကရုရှားစစ်ပေါ်ရဲ့ရဲ့တခုလေးသောအင်ဂျင်အစစ်မှန်ဖြစ်တဲ့စွန့်ဝင်ကဏ္ဍကိုတဖြည်းဖြည်းနဲ့အတွင်းကနေပုတ်ပြတ်သွားအောင်လုပ်မဲ့တေချာတဲ့မဟာဗျူဟာလည်းဖြစ်ပါတယ်ဝါရှင်တန်ကစာရွက်စာတမ်းတွေပေါ်ကပစ္စည်းနယ်ဘက်တွေဖြစ်ပေါ်လာတဲ့ဒီပိတ်ဆို့မှုတွေဟာရုရှားကတာမန်နိုင်ငံသားတွေအတွက်ရေခဲတက်တာတွေမှာဗလာဖြစ်နေတာတွေပုံမှုတွေဈေးကြီးသွားတာနဲ့လောက်ခလာစာများရှိတာတွေလိုအဖြစ်မျိုးကိုပြောင်းလဲသွားစေပါလိမ့်မယ်ဒါဟာသဘောတရားဆန်တဲ့ပထဝီနိုင်ငံရဲ့ကနေလက်တွေ့ကြတဲ့လူသားဒုက္ခအဖြစ်ပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ် စီးရဲရပိတ်ဆို့မှုနဲ့စီးပွားရေးအရလေပင်းညှိမှုတွေကရုရှားနိုင်ငံအတွင်းမှာတေဆယ်လောက်တဲ့စိုးကျိုးတွေကိုစင်ကဲဖြစ်ပေါ်လာစေပါလိမ့်မယ်အရေးရတဲ့ကိုလိုက်လံရှာဖွေခြင်းနဲ့ဤပညာပိတ်ဆို့မှုကိုတင်းကျပ်လိုက်ခြင်းတို့က Kremlin ရဲ့အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ရေနံနဲ့တဘာဝတန်ွယ်တင်ပို့မှုကလည်းရရှိတဲ့နိုင်ငံခြားငွေကိုတည်သသာချော့ချပစ်လိုက်တာဖြစ်ပါတယ်။ဗနာတိုက်မလာဖြစ်နေတဲ့နိုင်ငံတခုဟာသူ့ပြည်သူတွေကိုပေးထားတဲ့ကတိတွေကိုထိမ့်သိမ့်နိုင်တော့မှာမဟုတ်ပါဘူး။ ဒီအခြေအနေရဲ့အကျိုးသက်ရောက်မှုတွေကိုပထမဆုံးမြင်ရမယ့်နေရာကတော့ပူတင်ကသူ့ပြည်သူတွေနဲ့တိတ်တဆိတ်ထုတ်ဆိုထားတဲ့လူမှုရေးပဋိညာဉ်ပဲဖြစ်ပါတယ်အဲ့ဒီပဋိညာဉ်ကခင်ဗျားတို့နိုင်ငံရေးမှာဝင်ပါနဲ့ကျွန်တော်ကတော့ခင်ဗျားတို့ကိုတည်ညီမှုနဲ့တွေ့ဝါချမ်းသာမှုကိုပေးမယ်ဆိုတဲ့ကတိပါဒီပဋိညာဉ်ဟာအခုတော့တရားမဝင်တော့ပါဘူးဝင်ငွေတွေကြားဆင်းလာတာကနိုင်ငံတော်ဘတ်ဂျက်မှာကြီးမားတဲ့အပေါင်းကြီးတစ်ခုကိုဖန်တီးပေးပါတယ်ဒီအပေါင်းကိုပိုက်ဆံတွေပိုရိုက်ထုတ်ပြီးပေးရင်ငွေကျဲဖောက်ပွားမှုအဆမတန်မြင့်တက်လာပါမယ် တော်မဟုတ်ပြည်သူအသုံးစရိတ်ကိုဖျက်တောက်ပြီးပိတ်ရင်ချိုးချံချွေတာရေးစီဥတီတော်စေပါလိမ့်မယ်ဒီရွေးချယ်စရာနှစ်ခုစလုံးကတာမဲရာရှားလူမျိုးတွေအတွက်ဘေးဥပယ်ပဲဖြစ်ပါတယ်ငွေကြေးဖောက်ပွားမှုကပြည်သူတွေရဲ့ဝယ်ယူနိုင်စွန်းကိုတညတွင်ချင်းရှော့ချစေပါလိမ့်မယ်ပင်စင်လာစာတွေဟာအတိတ်ပဲမဲတော့ပါလိမ့်မယ်လောက်ခလာစာတွေခဏအတွင်းအေးပျော်တော့ပါလိမ့်မယ် ချိုးချံချွေတာရဲ့မူဝါဒဆိုတာကတော့ဆေးရုံတွေပိတ်သိမ်းခြင်းကြောက်တွေပျက်စီးယိုယွင်းလာခြင်းလမ်းတွေပြုပြင်ခြင်းမလုံနိုင်ခြင်းနဲ့လူမှုဖုံလွှဲရဲ့အကူအညီတွေဖျက်တောက်ခံရခြင်းတို့ကိုဆိုလိုပါတယ်အခုဆိုရင်စစ်ပွဲရဲ့ကုန်ကျစရိတ်ကိုစစ်မျက်နှာမှာကြားဆုံးသွားတဲ့စစ်သားမိသားစုတွေကတိမ်မကပဲဝဲလံခေါဖျားတဲ့ရွာတရွာမှာနေထိုင်တဲ့ပင်စင်စားတအူးကလည်းမော်စကိုမြို့ကရုံးဝန်ထမ်းတအူးအထိလူတိုင်းပေးဆောင်နေရပါပြီ ဒီစီးပွားရေးပြိုလဲမှုကစနစ်ကြီးရဲ့ကြောထောက်နောက်ခံဖြစ်တဲ့ထက်တဲ့လော်နဲ့လွန်ချုံရဲ့ဘီယိုကရေစီအဖွဲ့တွေကိုအပြင်းထန်ထိခိုက်စေပါတဲ့ ပူတင်ကိုတစ်ဆာခံတဲ့အတွက်နေပေါများစွာချမ်းသာကြွယ်ဝလာပြီးအနောက်နိုင်ငံတွေမှာဇင်ခံနေတဲ့ Oligarchs လို့ခေါ်တဲ့ချမ်းသာကြွယ်ဝသူတွေဟာအခုတော့လိုလားနေသက်ချင်းမရှိတဲ့ပုံကိုယ်တွေအဖြစ်ကိုရောက်ရှိလာပါပြီ။သူတို့ရဲ့ပြပကပိုင်ဆိုင်မှုတွေတင်းစေခံရမယ်ခကြီးတော်လာခွင့်လက်လက်မှုတွေဆုံးရှုံးလာမယ်ပြီးတော့အရေးကြီးဆုံးကတော့ပျော်လဲနေတဲ့စီးပွားရေးကြောင့်ရာချာအတွင်းကသူတို့ရဲ့စီးပွားရေး empire တွေတစ်ခုပြီးတစ်ခုဒေဝါလီခံရတော့မှာဖြစ်ပါတယ်ပူတင်ကသူတို့ကိုပေးထားတဲ့ချမ်းသာကြွယ်ဝမှုနဲ့လွန်ချော်ရဲ့ဂတိပေးထားတဲ့ဂတိဟာအခုတော့ဆုပ်ဖြဲခံရတော့မှာပါ သမိုင်းကပြသခဲ့တာကတော့ဆုံးချုံစရာဘာမှမရှိတော့တဲ့အထက်တန်းလော်တွေကခေါင်းဆောင်တယောက်ရဲ့ NDA အရှိဆုံးရည်သူတွေပဲဆိုတာပါသူတို့ရဲ့ခေါင်းဆောင်ရဲ့ရည်မှန်းချက်တွေကြောင့်သူတို့ရဲ့စီစဉ်အဥ္စာနဲ့အာဏာတွေပြက်စီသွားတာကိုမြင်ရတဲ့အခါသူတို့ဟာသူ့ကိုဆက်ကျင်ဖို့ကြံစီပါလိမ့်မယ်ခရမလင်ရဲ့စင်ကြံလန်းတွေမှာတချိန်ကပူတင်ကိုဆက်ကျင်ပြီးတိုးတိုးလေးတော့မပြောရဲခဲ့တဲ့စကားလုံးဟာအခုတော့ပေါ်ပြီးကြဲလောက်စွာထွက်ပေါ်လာနေပါပြီအဲ့ဒါကတော့အပြောင်းလဲဆိုတဲ့စကားလုံးပါ အကျိုးဆက်အနေနဲ့ trend ကစတင်လိုက်တဲ့ဒီရက်ဆက်တဲ့မဟာဗျူဟာအသစ်ဟာစစ်ပွဲနှစ်မျက်နှာရှိပါတယ်ပထမမျက်နှာဂျာမန်နေတိုရဲ့တမ်မနီလက်သီးကရာချာစစ်တပ်ကိုစီးရဲရလေဖြတ်တော့လွတ်လိုက်တာဖြစ်ပြီးလက်တုံးပြန်နိုင်စွန်းကိုဖယ်ရှားပစ်လိုက်ပါတယ်ဒုတိယမျက်နှာစာမှာတော့ဒီစီးရဲအရအသာစီးရောင်မုံကပေးတဲ့အာမခံချက်နဲ့အတူအမေရိကန်ရဲ့စီးပွားရေးစွန်းအားကမွေဝဲကြီးတကောင်လိုရာချာစီးပွားရေးကိုဖြည်းဖြည်းချင်းလေဖင်းညှိနေတာပါ ဒီမျက်နှာစာနှစ်ခုဟာတစ်ခုနဲ့တစ်ခုတီးခြားရက်တည်နေတာမဟုတ်ပါဘူးသူတို့ဟာအချင်းချင်းအားဖြည့်ပေးပြီးပုံပြီးခိုင်မာစေပါတယ်စီးရွှင်းလင်းမှုကစီးပွားရေးပျော်လဲမှုကိုအရှင်မြင့်ပေးပါတယ်စီးပွားရေးပျော်လဲမှုကလည်းရုရှားစစ်တပ်ရဲ့တိုက်ခိုက်နိုင်စွမ်းကိုပုံပြီးပြည့်စည်စေပြန်ပါတယ်ဒါဟာ20ရာစုရဲ့အလုံးစုံစစ်ပွဲပါ ဒီစစ်ပွဲကိုယူကရိန်းကစစ်မြေပြင်တွေမှာတင်အနိုင်ရနေတာမဟုတ်ဘဲနိုင်ငံတကာဗန်တွေရဲ့ဗဟုအဖွဲ့ဝင်ခန့်တွေမှာသမုဒ္ဒရာတွေပေါ်ဖျက်သန်းနေတဲ့ဂျန်နတင်သင်းဖော့တွေရဲ့လမ်းကြောင်းတွေမှာနှိပညာစဲယုံတွေရဲ့ထောက်လို့ရေးလိုက်တွေမှာပြီးတော့အရေးကြီးဆုံးကတော့ရုရှားနိုင်ငံသားတန်းတန်းချီတဲ့လူတွေရဲ့မိဖို့ချောင်းနဲ့စိတ်အာယုံတွေထဲမှာအနိုင်ရနေတာပဲဖြစ်ပါတယ်ထရန့်ရဲ့လှုပ်ရှားမှုဟာ NDA ကြီးမားလွန်တဲ့ဒါပေမဲ့အဆုံးဖြတ်ပေးနိုင်ချေရှိတဲ့အစီအစဉ်တစ်ခုဖြစ်ပြီးပူတင်ကိုစီးရဲအရစီးပွားရဲအရနဲ့နိုင်ငံရဲ့အရပါပွဲသိမ်းစေဖို့ရည်ရွယ်ထားတာပါ ဒီစီမံကိန်းအောင်မြင်မာလားကျဆွန်မာလားဆိုတာကတော့စစ်ပွဲရဲ့အဆုံးသက်ကိုသာမကပဲပူတင်ခေတ်ရဲ့အဆုံးစွန်ကံကြမ္မာကိုပါဆုံးဖြတ်ပေးပါလိမ့်မယ်။ဟုတ်ကဲ့အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။